ကျမ်းမာတော်မူကြပါစားခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ22ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်ကောင်စီပလက်တိုနဲ့မော်ခီစကန်တို့ကို KTL ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်စစ်ကောင်စီရဲ့ပလက်တိုနဲ့မော်ခီစကန်တို့ကိုဗိုလ်ချုပ်စောနဲ့ဓာမြဥဆောင်နဲ့ကော်တူးလီအာမီ KTLA နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်နေတာကြောင့်တိုက်ပွဲဖြစ်ပွားနေပါတယ်။မေလ22ရက်နေ့မနက်9နာရီလောက်ကစတင်ပြီး KTLA ပူးပေါင်းတပ်တွေက drone တွေနဲ့စတင်တိုက်ခိုက်ခဲ့တယ်လို့ခြေတန်းသတင်းအရင်းမြစ်ကဆိုပါတယ်။မနေ့ညနေပိုင်းကလည်းပလက်တိုမှာဆွဲလိုက်သေးတယ်။ဒါပေမဲ့ဒီနေ့လည်းတော့ကြာမလားတော့မပြောတတ်သေးဘူး။အဲ့ဒါတော့အသေးချာပဲ။ ြီးတော့မော်ခီးမှလည်းကင်လိုက်သေးတယ်မော်ခီးတော့မကြသေးဘူးအခုတော့သူများနည်းနည်းလေးနောက်ဆုတ်ခွာသွားတာပဲရှိသေးတယ်အဲ့ဒါပြန်တော့ပြန်ဆွဲမှာပါလို့ဆိုပါတယ်နှစ်ဖက်တိုက်ပွဲတွေကြောင့်ဒေသခံပြည်သူ200လောက်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတင်းရှောင်ခဲ့ရပါတယ် KPSN ပြောရေးဆိုခွင့်ရှိသူ Not Cherry ကအရင်နေထိုင်တုန်းကပြည်သူလူထုတွေနေထိုင်တဲ့ရွာတွေမှာဆိုရင် drone တွေလေကြောင်းတိုက်ခိုက်မှုတွေရှိတဲ့အတွက်ကြောင့်မို့လို့စိုက်ထားတဲ့ rubber ချမ်းတွေ layer site ခင်းတွေ trace sand တွေထိခိုက်ပျက်စီးတာတွေအများကြီးရှိတယ် အမှန်တကယ်ဆိုရင်တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာလည်းအများကြီးထိခိုက်မှုတွေရှိတယ်လို့ပြောပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာခုနှစ်နေမြေလိုင်းပွဲမြို့နယ်ဒေါနာတောင်အရှိကျန်းတိုင်းနယ်စပ်တလျှောက်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေတဲကပူလူတူခလေတွေတခေါ်ပီခွေမော်ဖာတူတာလဲပြူဟာမေလမော်ဖိုးကီစခန်းတွေကို KNU တက်မဟာခုနှစ်လက်အောက်ခံပူးပေါင်းတပ်တွေကတင်းယူပြီးဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မိတိလာကပြူခေါင်းဆောင်အဖမ်းခံရလို့ပြူစောတိ18ဦးနှုတ်ထွက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းမိတိလာမြို့မှာပြည်သူစစ်ခေါ်ပြူစောတိခေါင်းဆောင်ကိုစစ်တပ်ကဖမ်းဆီးသွားလို့ကြံတဲ့ပြူစောတိအဖွဲ့ဝင်18ဦးနှုတ်ထွက်သွားတယ်လို့တရင်ထွက်နေပါတယ်ပြီးခဲ့တဲ့မေလ15ရက်ကမိတိလာမြို့အဝင်တိုးဂိတ်မှာပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက်သူတို့ခေါင်းဆောင်အဖမ်းခံရတဲ့အတွက်သူတို့ပါနှုတ်ထွက်လိုက်ကြောင်း မိတ်ကြီးလာပြည်သူစစ်အဖွဲ့ကကိုစရာဟင်းဆိုသူကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေအသိပေးပါတယ်။ဇော်ယူထွန်းဦးဆောင်တဲ့ပြည်သူစစ်ဖွဲ့စည်းကြိမ်ကစတင်ပြီးဒီကနေ့အထိကိုစရိတ်ကိုစားပြီးမိတ်ကြီးလာမျိုးကိုဆောင်ရှောက်ခဲ့ကြောင်းယနေ့အထိနတိုးကြီးဒေသမှလုံခြုံရေးယူဆောင်ရွက်ခဲ့ပေမဲ့အခုအခါပြည်သူစစ်ကောင်းဆောင်ဇော်ယူထွန်းကိုစစ်တပ်ကပုံမှန်905ကကြီးနဲ့အမှုဖွင့်အရေးယူလိုက်ကြောင်းဇေယဟင်းဆိုသူကရေးသားထားပါတယ်။ပြည်သူစစ်ကောင်းဆောင်တအူအားဖမ်းဆီးရေးယူခြင်းမှာ မွေကောင်းကိုဖျက်လိုက်တဲ့ကဲ့သို့ခန္ဓာကိုယ်နဲ့အမိမှာဘယ်တော့ရမှန်းမသိဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာမွေချင်းတူပေမဲ့စင်ပြစ်မွေများတာဖြစ်ပြီးအမိမှာလည်းခေါင်းပါကြောင့်သိစေချင်ပါတယ်လို့သူကဆိုပါတယ်။ဒါကြောင့်၎င်းအပါအဝင်18ဦးဟာမိထီလာမြို့နယ်ဌာနပြည်သူ့စစ်အဖွဲ့ကနေနှုတ်ထွက်ကြောင်းပြည်သူ့စစ်အဖွဲ့ဝင်ဇေယျဟင်းကရေးသားထားပါတယ်။ မိတ်တီလာပြူခေါင်းဆောင်စောယူထွန်းဟာသူ့လူမှုကွန်ရက်မှာစစ်မှုထမ်းငွေကြေးကောက်ခံတဲ့ကိစ္စကိုဝေဖန်ရေးသားလို့နိုင်ငံတော်တည်ငြိမ်မှုကိုပြက်ပြောက်အောင်ဝါဒဖြန့်နေဆိုပြီးစစ်တပ်ကရေးယူခဲ့တာပါဒါပေမဲ့စောယူထွန်းဟာမိတ်တီလာတိုးဂိတ်မှာပဲမလိုင်မျိုးနယ်ကဗိုလ်မှူးတယောက်မောင်းလာတဲ့ကားကိုမှန်ချခိုင်းရကနေစကားများပြီးအခုလိုဖမ်းဆီးခံရတာလို့သူ့အတိုင်းအဝိုင်းကရုတ်တံမှတ်တမ်းတွေဖြန့်ဝေခဲ့ပါတယ်ရုတ်တံဖိုင်ထဲမှာ ဘုံမှုဆိုသူကဇော်ယူထွန်းနဲ့ပြူစောတိအဖွဲကိုလက်နက်နဲ့ကောလက်ပစ်ပုံးပါဖောက်ခွဲပစ်မယ်လို့အကြိမ်ကြိမ်ချင်းချောက်ခဲ့ပါသေးတယ်။ဇော်ယူထွန်းပြန်လည်လွတ်မြောက်ဖို့ပြူစောတိတွေစူးစမ်းပေးနေပြီးယနေ့မေလ22ရက်နေ့အထိလွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရွှေတောင်ရံနဲ့တာပေါင်းမှာအေအေရဲ့တကြောပြန်ထိုးစစ်ဆိုးရင်တဲ့အတွက်စစ်ကောင်စီခန်းစစ်ပြင်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အေယာဝတီတိုင်းရွှေတောင်ရံနဲ့တာပေါင်းမြို့နယ်မှာအရခတ်တတော်အေအေက တချော့ပြန်ထိုးစစ်စတင်မှာကိုစိုးရိမ်နေတဲ့စစ်ကောင်စီကစစ်မှုထမ်းတင်နှင်းစင်းများနဲ့အင်အားတိုးထားပြီးဒေသတွင်းကုန်စည်ကူးတန်းရောင်းဝယ်မှုကိုတင်းကျပ်ထားပါတယ်။ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့ရွှေတောင်ရံနဲ့တာပေါင်းမြို့နယ်မှာပြီးခဲ့တဲ့ဇန်နဝါရီလကစတင်ပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စစ်ကောင်စီတပ်စခန်းတချို့ကိုအေအေကတိုက်ခိုက်သိမ်းပိုက်ယူခဲ့ပြီးတိုက်ပွဲများငြိမ်သက်နေပါတယ်။ယခုအခါစစ်ကောင်စီတပ်ဟာစစ်မှုထမ်းတင်နှင်းစင်းများနဲ့ရေလန်းကုန်းလန်းကပါအင်အားအများအပြားပို့ဆောင်နေတယ်လို့ဒေသခံများကဆိုပါတယ် တိုက်ပွဲတွေကငြိမ်နေတယ်စစ်တပ်ကခန်းစစ်ပြန်ပြင်းနေတယ်လူစိမ်းအဲ့တဲ့တွေလာရင်ဖမ်းတယ်နောက်ပြီးစစ်တင်တန်းစင်းတွေအများကြီးပို့နေတယ်လို့တာပေါင်းမျိုးကန်တဦးကဆိုပါတယ်အစုပါမျိုးနယ်နှစ်ခုမှာဒေသခံများရဲ့ကုန်စည်ရောင်းဝယ်မှုကိုလည်းစစ်ကောင်စီကအလွန်တင်းကျပ်ထားပါတယ်ကုန်ဝယ်ရမယ်စုဝယ်မယ်စရင်ကိုထွေအုပ်ကိုတရက်ကြိုတင်ရတယ်တခါတင်ရင်9000ပေးရတယ်အဲ့ဒီစရင်ကိုလမ်းမှာစစ်တယ်စီးဆိုရင်ပေးမတည်ဘူးလို့ချောင်းသာကန်းကြီးဒေသခံတဦးကပြောပါတယ်2024ဒီဇင်ဘာလ29ရက်က ရခိုင်ပြည်နယ်ကွာမြို့နယ်ကိုအေအေကသိမ်းယူပြီးနောက်ရခိုင်အေယာဝတီဒေသများဖြစ်တဲ့တာပေါင်းရွှေတောင်ရံတို့မှစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာများကိုအေအေကထိုးစစ်ဆင်ခဲ့ပါတယ်။ကွာမြို့နယ်တိစက်နေတဲ့ရွှေတောင်ရံမှာဇန်နဝါရီလ16ရက်ကစတင်၍တိုက်ပွဲပြင်းထန်ခဲ့ပြီးဗောမီနဲ့မကြီးစင်ကြီးရွာမှစစ်ကောင်စီစခန်းများကိုအေအေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဖေဗူလာလမှာအေအေဒိုးစစ်ရက်သွားပြီးတိုက်ပွဲများငြိမ်သက်သွားခဲ့ပါတယ်။စစ်ဘေးရှောင်သွားတဲ့ဒေသခံများဟာမက်ရှလာအတွင်ပြန်လည်ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာရွှေတောင်ရံအေရိတာရေစကန်ဝတ်တီကန်ကြီးတပင်မော်ကြီးရွာတို့မှာစစ်ကောင်စီကတပ်ဆွဲထားပါတယ်။ဒါအပြင်တာပေါင်းမြို့နယ်ကြားကောင်းရွာမှာစစ်ကောင်စီစခန်းကိုဖေဖော်ဝါရီလ3ရက်နေ့မှာအေအေနဲ့ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ယူလိုက်ပြီးနောက်တိုက်ပွဲငြိမ်သက်သွားခဲ့ပါတယ်။ဖေဖော်ဝါရီလ5ရက်ကတာပေါင်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်။တာပေါင်းမြို့နယ်ကြားကောင်းကြီးရွာမှာဇန်နဝါရီလ28ရက်ကတိုက်ပွဲအတွင်းတာပေါင်းမြို့မှာရေစခတ်မှုဒူရဲမှုဝင်းနိုင်ဦးဟာ AA ရဲ့စနိုက်ပါကြီးထိမှန်တေဆုံးသွားခဲ့ပါသေးတယ်။ယခုအခါ AA ဟာတာပေါင်းနဲ့ဆက်ဆက်နေတဲ့ရေကြီးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်အမတ်တ344ကာကင်းစခန်းများကိုတိုက်ခိုက်နေပြီးအဆိုပါနေရာပတ်ဝန်းကျင်မှာရှိတဲ့လေးမျက်နှာမြို့နယ်အတွင်းမှာလည်းစီရီတင်းမာနေကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ဗမော်မာ KNA ကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ယာဉ်နှစ်စီးကိုဒရုန်းအပါအဝင်လက်နက်မျိုးစုံနဲ့တိုက်ခတ်ခဲ့မှု KIA ပြောခွင့်ရပုံမူကြီးနော်ဘူးပြောဆိုတဲ့ရုပ်တံထွက်ပေါ်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ပမော်မြို့နယ်မှာ KIA ကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ရည်နှစ်စီးကို drone အပါအဝင်လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြောင်း KIA ပြောခွင့်ရပုံကိုပုံမူကြီးနော်ဘူးကဆိုပါတယ်ယမန်နေ့မွန်လွယ်ပိုင်းမှာစတင်ပြီးပမော်စကကက21ကိုလာတဲ့စစ်ကောင်စီရဟတ်ရည်တစ်စီးကို drone တစ်စီးကအတေကံဝင်တိုက်ခိုက်ခဲ့တဲ့ရုပ်တံ video file ဟာလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပါတယ် လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရင်းဗီဒီယိုပါဒရုန်းနဲ့စစ်ကောင်စီရဟတ်ယာဉ်ကိုတိုက်ခိုက်မှုမှာမှန်ကန်ချင်းရှိမရှိရန်ကုန်ခေတ်သစ်တရင်ဌာနကပုံမူကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းရမှာပုံမူကြီးနော်ဘူးကဒရုန်းအပါအဝင်လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒရုန်းနဲ့တိုက်ခိုက်မှုမှာမှန်ကန်ကြောင်းလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ဒရုန်းနဲ့ချတဲ့ဗီဒီယိုကိုတော့၎င်းမသိရှိသေးကြောင်းပြောဆိုပါတယ်ဗမော်စက္ကခ21မှာဆင်းတဲ့ရဟတ်ယာဉ်3စီးမှာ ပထမအဆင်းကလူရောရိတ်ခါတို့ရောလက်နက်တွေချပြီးသူလှုပ်เสียရှိတာလှုပ်ပြီးပြန်တက်သွားတယ်။ဒုတိယနဲ့တတိယအဆင်းမှာကျွန်တော်တို့ drone ရောလက်နက်တွေရောရှိသမျှဗတ်စုံအကုန်နဲ့ပစ်တာပါ။ drone နဲ့လည်းချတယ်။နောက်ရွှေကူမှာအရေးပေါ်ဆင်းတဲ့ရဟတ်ယာဉ်တွေကိုလည်းကျွန်တော်တို့ပစ်ခတ်ခဲ့တယ်။မိလောင်မှုတော့မရှိပေမဲ့ပျက်စီးသွားပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကဖြေဆိုပါတယ်။ဗမော်စကကက27အနည်းမြေပြင်မှာအနှိမ့်ပြန်တန်းရင်း ပစ္စည်းနဲ့လူသူချနေတဲ့စစ်ကောင်စီရဲ့ရဟတ်ယာဉ်ကို drone နဲ့တိုက်ခိုက်ခဲ့တဲ့စက္ကန့်24ပါဗီဒီယိုကိုအတုဟုတ်မဟုတ် AI များနဲ့ရန်ကုန်ခေတ်သစ်တရင်ဌာနကထပ်မံစစ်ဆေးခဲ့ရမှာ AI ကရင်းဗီဒီယိုပါနောက်ခံအခြေအနေအလင်းအမှောင်လှုပ်ရှားမှုများမှာအတုဖြစ်ရန်ယာကိုင်တို့အလွန်နှဲပါတယ်လို့အဖြေထုတ်ပေးခဲ့ပါတယ်။မေလ20ရက်နေ့ KIA ကဗမော်စက္ကန့်21ကိုလာတဲ့စစ်ကောင်စီရဟတ်ယာဉ်နှစ်စီးကိုပြစ်ချနိုင်ခဲ့ပြီးတစည်းမှာရွှေကူမြို့နယ်တောထဲမှာမီးလောင်ပျက်စီးခဲ့တာ အလောင်း၁၆လောင်းနဲ့လက်နက်၁၄လက်ကိုရရှိခဲ့ကြောင်းမေလ၂၁ရက်နေ့မှာရွှေကူမြို့တပ်တွင် ရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်ကိုထပ်မံ၍ KIA ကပြစ်ခတ်ဖြစ်စည်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာငွေတစ်ကျပ်တန်နဲ့၂၀ကျပ်တန်တို့ကိုပင်စေချီးထုတ်ပေးတဲ့ရုပ်တံလူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ အလွေတကူတုံးဆွဲလို့မရတဲ့မြန်မာငွေကြက်တစ်ကြက်တန်နဲ့20ကြက်တန်တို့ကိုစစ်တပ်ကပင်စင်ကြီးထုတ်ပေးတဲ့ရုပ်တံဟာလူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့နေပါတယ်။ရုပ်တံဖိုင်ထဲမှာတစ်ကြက်တန်နဲ့20ကြက်တန်တို့ကိုစစ်တပ်ရဲ့မြန်မာစီးပွားရေးဘဏ်ပုပ်ပတိရီဘဏ်ကွဲကပင်စင်ကြီးအဖြစ်ထုတ်ပေးတာကိုတွေ့ရပါတယ်။ပင်စင်ကြီးထုတ်ပေးတဲ့တစ်ကြက်တန်နဲ့20ကြက်တန်တို့ဟာမြန်မာနိုင်ငံရဲ့ငွေကြေးတုံးဆွဲမှုမှာပျောက်ကွယ်နေတာဟာကြာခဲ့ပြီဖြစ်ပြီး90ကြက်တန်ကိုသာအနေဆုံးငွေကြေးအဖြစ်တုံးဆွဲနေကြတာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ